ဖရက်ဖန်တောရာရှင်များမင်္ဂလာပါတည်တူးတည်မားတွေကိုစစ်စစ်ပြီးအပတ်စဉ်တင်ဆက်နေတဲ့အပွေးငင်ပင်တီတွေးစင်ချင်းတည်အမှန်တည့်အစီအစဉ်ကနေပြန်ပြီးတော့ကြိုးဆိုပါရစေကျွန်တော်ကတော့ဆော်လာပွဲပါဒီနေ့စစ်စစ်တင်ဆက်ပေးချင်တဲ့တည်အမှားကြောင့်ရတော့ပြီးခဲ့တဲ့အော်တိုဘာလနေ့ကနေမှ True Media Telegram Channel ကဖြတ်ချခဲ့တဲ့ နမတူမျိုးကိုဗုတ်ကျဲတက်ခတ်ပြီးထိခိုက်တည်ဆုံးသူတွေဟာ TNLA နဲ့ PDF data ဖြစ်တဲ့ဆိုရဲတတိယမှာကြာရပဲဖြစ်ပါတယ်။အဲ့ဒီတတိယမှာကြာရကို True Media Telegram Channel ကစတင်ဖြန့်ချိခဲ့ပြီးဝေရောက်ကြည့်ရှုသူရှိထောက်ကျော်ရှိနေပြီးတော့ပြန့်နှံ့မှုများနေပါတယ်။လွတ်လပ်တဲ့ Media တည်င်းဌာနတစ်ခုဖြစ်တဲ့ရွှေပြည်မြေတည်င်းဌာနမှာတော့တအန်တန် BSLF TNLA ထိချုပ်ထားတဲ့နမတူမျိုးရက်ွက်ရှိကိုစစ်ကောင်စီတပ်ကအော်တိုဘန်နေ့ရက်နေ့မနေ့မှာဗုတ်ကျဲတက်ခတ်ရာ တောက်ရောက်ထိမှန်တည်ဆောက်ခဲ့ကကလေးရပါဝင်ခုနှစ်ယောက်တည်းရရှိခဲ့ကြောင်းအော်တိုဘာလ၂ရက်နေ့မနေ့ခုနှစ်နိုင်ကျော်မှာစစ်ကောက်စီတက်ကဂျက်ဖိုက်တာနဲ့ဖြစ်အပြင်းပေါင်း900ဘုတ်ကျဲချခဲ့တယ်လို့ဒေတာခန်တွေကပြောကြောင်းတည်ဆောက်သူတအူးထဲတဲ့ဂျီပါအမျိုးသမီးနှစ်ဦးနဲ့အမျိုးသားတအူးပါဝင်ကြောင်းဘုတ်ကျဲတက်ခိုင်းမှုအတွင်းတည်ဆောက်သူတွေဟာကြောက်မဲကနေစစ်လျှောက်လာတဲ့ဒေတာခန်တွေလည်းပါဝင်ပြီး တေဆောက်တူရီရဲ့ချက်လက်ကိုရွှေဖီမီကစောက်ဆန်းနေစေဖြစ်ကြောင်းလေကြောင်းတိုက်ခိုက်မှုအတွင်းနှစ်ဦးကပွဲချီပြီးတေဆောက်ခဲ့ပြီးတော့ဆေးရုံမှာတဦးတေဆောက်ခဲ့ကြောင်းသတင်းမှာဖော်ပြထားပါတယ်။နောက်ထပ်လွတ်လပ်တဲ့မောင်းမီဒီယာသတင်းဌာနမှာတော့ချန်ပီယံနယ်နှမတူမြို့ပေါ်လူနေရပ်ကွက်အတွင်းစစ်ကောင်စီတပ်ကလေကြောင်းကနေဗုံးကျဲတိုက်ခိုက်ခဲ့ရာအယတာတဦးတေဆောက်ပြီးတော့ရှိရောက်တိုင်ရရှိသွားကြောင်းအော်တိုဘာလန်နဲ့မနေ့ပိုင်းက TNLA ထိချုပ်ထားတဲ့နှက်မတူမျိုးအမတ်ရှိရက်ွယ်ပုတ်ပိုင်ရုပ်ဖုန်းကြီးကြောင့်အနည်းနဲ့လူနေရက်ွယ်ပေါ်ကိုစီကုံရှိကလေကြောင်းကနေဘုတ်ကျဲတက်ခတ်ခဲ့ကြောင်းဘောပောက်ွယ်တဲ့နေရအနည်းရှိစစ်လျှောက်ပြည်သူတောက်ရောက်တေဆုပ်ပြီးတော့ကလင်းငယ်တွေအပေါင်းရင်ပြည်သူရှိရောက်ထိခိုက်တဲ့ရရှိခဲ့ကြောင်းသတင်းမှာဖော်ပြထားပါတယ်အဆိုပါကိစ္စနဲ့ပတ်သက်ပြီး TNLA ရဲ့စီရင်နှိစက်သူတို့ကို Federal Fed ကဆက်တွယ်မေးမြန်းထားပါတယ် ဖော်ကြီးကြောင့်မှာစစ်ရှောက်ပြီးနေနေတဲ့စစ်ရှောက်တောက်ထက်က အမျိုးသားတယောက်နဲ့အမျိုးသမီးနှစ်ယောက်တည်သွားတယ်။ကလေးအပောင်ဝင်၈ဦးတန်ရသွားတယ်။ဒီမနေ့9နိုင်ကျော်လာမှာပေါင်900ဘုတ်တလုံးကျဲသွားတယ်ဆိုပြီးတော့ပြလဲဖြေချခဲ့ပါတယ်။သတင်းမီဒီယာတွေရဲ့ဖော်ပြချက်နဲ့ TNN ရဲ့စီရင်စက်တူတူရဲ့ဖော်ပြချက်အရရှင်ပင်နဲ့နံပါတ်2မြို့ပေါ်လူနေရပ်ကွက်တွင်စစ်ကောင်စီကလေကြောင်းကနေဘုတ်ကျဲတိုက်ခတ်ခဲ့ပြီးတော့အရတာတောက်ရောက်တိစောက်ခဲ့ပြီးတော့ ရှိရတဲ့ရရှိသွားခဲ့တာကိုတွေ့ရပါတယ်။ဒါကြောင့်စိတ်ကောက်စီဝါဒဖြတ် Telegram Channel မှာပြန့်နေနေတဲ့ Number 2မျိုးကိုဘုတ်ကျဲတက်ခိုက်ပြီးတော့ထိခိုက်တိစောက်သူတွေဟာ CNLA နဲ့ PDF data ဖြစ်တဲ့ဆိုတာဟာစစ်ကောင်စီတပ်တွေရဲ့လောက်ရက်တွေကိုဖောက်ကွက်လိုတဲ့ရည်ရွယ်ချက်နဲ့အခြေကပ်ဖျက်ချခဲ့တဲ့တည်ရမှာဖြစ်ကြောင်းတွေ့ရှိရပါတယ်။စစ်ကောင်စီတပ်ဟာလည်းလေကြောင်းတက်ခိုက်ပြီးတဲ့အခြေတမ်းမှာလည်းထိခိုက်တိစောက်သူတွေဟာဒေသခံတွေမဟုတ်ပဲတော်လိုင်းတပ်ဖွဲ့တွေတာဖြစ်ကြောင်းစွပ်စွဲဖျက်ချထားတဲ့တည်ရင်းတွေလည်းများစွာရှိနေပါတယ်။ တော်ရရှိတွေအနေနဲ့လည်းလှုပ်လှက်ပြီးအမိခိုကင်းတဲ့မီဒီယာတွေမှာဖော်ပြထားတဲ့သတင်းတွေမဟုတ်ပဲအခြားသတင်းတွေကိုအလွယ်တကူမရောက်ကြဖို့နဲ့တည်တည်ချာချာစစ်စစ်ပြီးမှရောက်ကြဖို့အတွက်ကျွန်တော်တို့ရဲ့အပွင့်မြေပင်တီးတွေးစစ်ချင်းတည်တဲ့အမတ်တီးစစ်စစ်ကနေတိုက်တွန်းချင်ပါတယ်နောက်တစ်ပတ်မှာလည်းဘီလိုသတင်းသူ့သတင်းမာတွေကိုစစ်စစ်ပြီးတင်ဆက်ပေးမလဲဆိုတာစောင့်မျှော်နားဆင်ပေးကြဖို့တိုက်တွန်းရင်းနဲ့ဒီစစ်စစ်ကနေနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ